MNDAA ကိုကန့်တထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်တွင်ကအခြေခံပညာကျောင်းပေါင်း20မှာဇွန်လ9ရက်နေ့ကနေစလို့ကျောင်းအပ်လက်ခံမှာဖြစ်ပါတယ်။ဒါအပြင် MNDAA ကတိုက်ခိုက်တိမ့်ပိုက်ထားတဲ့အထူးဒေတာတဲ့အတွင်းကအခြားအခြေခံစာတင်ကျောင်းတွေကိုဖွင့်လှစ်နိုင်ဖို့အထူးဒေတာတဲ့ပညာရေးကော်မတီက ထောက်ပံ့ကူညီပေးသွားမယ်လို့ဇွန်လ3ရက်နေ့ကထုတ်ပြန်လိုက်တာဟာပညာရေးစီဒီအန်တွေအတွက်အလုတ်ကန်ခွန်လန်းဖြစ်တယ်လို့ဆိုပါတယ်။ကျောင်းပွင့်ခွင့်ရတဲ့အပေါ်မှာကျမကတော့ကလေးတွေတွင်နေမိဘတွေတွင်နေတော့ဝမ်းတာတယ်ပေါ့နော်။နောက်တစ်ခုပြောရမယ်ဆိုလို့ရှင်ရင်ကျောင်းများများဖွင့်နိုင်ရင်ဆရာမဆရာဆရာမများများအလုပ်ပေးနိုင်မယ်ပေါ့နော်။အလုတ်ကန်ကြီးရလာတဲ့အတွက် CDN ဆရာဆရာမတွေအတွက်တော့ဝမ်းသာပါတယ်။ COVID-19 ကပ်ရောဂါပြင်စစ်တရဲ့အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံရဲ့ဒေတာအများစုမှာကျောင်းနေအရွယ်တွေပညာရေးနောက်နေခဲ့တာပါ။စစ်ကောင်စီတပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှိနေတဲ့ကြားကတိုင်းနာတပ်တွေနဲ့တော်လိုင်းအင်အားစုတွေအနေနဲ့သူတို့ထိန်းချုပ်လာနိုင်တဲ့နေမြေတွေမှာရှားရံဤနဲ့စာတင်ကျောင်းတွေဖွင့်လှစ်ပြီးပညာတင် जा ပေးနေတာကိုကြိုးစိုးတယ်လို့လဲကျောင်းသားမိဘတွေနဲ့နေကန်တွေကဆိုပါတယ်။ ကိုကန်အပြင်တိုင်းသားထင်းကျုပ်နေမီနဲ့တိုင်းနိုင်ငံလုံးအတိုင်းနာပါဗျာစာတင်ကြောင်းတွေဖွင့်လာတာကိုကြိုးစိုးပါတယ်လူငယ်တွေပညာတတ်မှလည်းတိုင်းပြည်ဟာတိုးတက်မှလည်းတွေ့မလားစစ်တပ်ကလည်းစာတင်ကြောင်းတွေကိုဘုံကျဲရလဲတကယ်ကိုမလုပ်တဲ့နယ်ကိစ္စပါတကယ်ကိုဒီလောက်ရတွေကလုံးတကယ်ကိုအကြီးတန်းလုံးလဲတရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့လာရှုံမြို့ပေါ်ရက်ွက်၁၂ခုကို MNDA ကစုပ်ပေးခဲ့ရပြီးလက်ရှိစစ်ကောင်စီကပြန်လည် အုပ်ချုပ်နေတာပါ စစ်ကောင်စီပြန်လည်အုပ်ချုပ်နေတဲ့လာရှုံမြို့ပေါ်မှာလည်းအထက်တန်းအလယ်တန်းမူလာတန်းစစ်နဲ့ဖုံးတော်ရေးတင်ပညာရေးကျောင်းပေါင်း52ကျောင်းဖွင့်လှစ်ပြီးကျောင်းသားကျောင်းသူ2000နီးပါးတက်ရောက်ပညာသင်ကြားနေတယ်လို့ဒေတာရင်းတင်းတွေကဖော်ပြထားပါတယ်ကျွန်တော်ခွန်စောဦးပါ